လူတွေမှာတကူရှိတဲ့ပုဂ္ဂိုလ်ရှိနိုင်ပါတယ်ရှိနိုင်တဲ့ကဘလို့တကူတော့ဆိုမန္တန်တို့ဆေးဝါးတို့ရဲ့အစွမ်းနဲ့လူဟာထိုက်တဲ့တော့အစွမ်းတကူတွေရတာရှိတယ်ဒီသူများစိတ်ကိုသိတယ်တို့တကူမျိုးမျိုးဖန်ဆင်းတယ်တို့ဆိုတဲ့စိတ်ဓာမဏိဝိဆာဆိုတဲ့အတတ်ပညာမျိုးတွေရှိတယ်မှန်ပါတယ်အဲ့ဒီအတတ်ပညာမျိုးတွေကလည်းပဲသူများတဲ့တကူရှိတယ်မှန်ပါတယ်သူကျင့်စဉ်ကတော့သမထလို့ဟာမျိုးမဟုတ်ပဲနဲ့ တခြားကျင့်စဉ်တွေရှိတယ်သူတို့မှာမှန်ပါဥပမာပဲဝိသတုဝိသတုတို့ဗမာတွေယုံကြည်တဲ့ဘိုးတော်တွေဗာတွေတချို့စံတတ်တွေရှိတာတွေမှန်ပါဗျာဟိုစံတကူရှိနိုင်တယ်မှန်ပါဗျာသူတို့လည်းရှိနိုင်တယ်မှန်ပါဗျာဒါကြောင့်မို့မြတ်စွာဘုရားကတခါတော့ကယဟန်တွေကိုပုံမျိုးမျိုးဖန်ဆင်းနိုင်တဲ့အတ္တိဝိဒါဆိုတဲ့စံတကူရဲ့သူပြန်စိတ်ကိုအတ္တတိတဲ့ အာရိဒနာပါရိဟာရိယဆိုတဲ့အစွမ်းမျိုးတွေကိုမတုံးဖို့ရသော်ဗျာတုံးရင်လောကမှာရှိတဲ့မန္တန်ဝိစာအတ္တတွေနဲ့သွားရောနိုင်နေပေါ့မှန်ပါဗျာအဲ့တော့တန်းစင်တဲ့အချင်းတွေနဲ့မတန်းစင်တဲ့အချင်းနှမျိုးရှိမှာပေါ့နော်မှန်ပါဗျာရှိတော့အဲ့ဓာတွေနဲ့ရောထွေးပြီးရှင်내ကကိရိတာမကုံတဲ့စွမ်းတကူတွေနဲ့ရှင်내ကကိရိတာပါငြိမ့်သွားတဲ့ငြိမ့်လို့ရတဲ့စွမ်းတကူတွေဟာ တချို့နေရာတွေမှာရောထွေးနေတာရှိလို့လူတွေရဲ့အမြင်မှမှရောထွေးသွားနိုင်တယ်ပေါ့မှန်ပါဗျာဒါကြောင့်မို့ယဟန်တွေကိုလူတယောက်ကို နာပါချပြီးတော့သဘောကြအောင်ဆုံးမသွန်သင်ပေးတယ်အနုသာသနိပါတိဟာရိယကိုဒါလည်းမြတ်စွာဘုရားဒါအစွမ်းတကူဖြစ်သတ်မှတ်တယ်တင်ပါဗျာသတ်မှတ်ပြီးတော့အဲ့ဒါကိုပဲသုံးမှုဆိုပြီးတော့ဟောတာရှိတယ်တင်ပါဒါကြောင့်မို့လို့ဒီဒီမေခွန်းရဲ့အဖြစ်အကျဉ်းချုပ်ဖြစ်ရမယ်ဆိုရင်တကူရှိတဲ့ပုံကိုယ်ရှင်းနိုင်ပါသလားရှင်းနိုင်ပါတယ် ်သူတကျင့်စဉ်တွေကျင့်လို့တာမန်လူတွေလည်းပို့တယ်တကူအများရပါသလဲဆိုတဲ့နေရာမှာ လောကီကျင့်စဉ်တွေရှိတယ်သူတို့ရဲ့ဝိဇ္ဇာအကျင့်တွေကိုကျင့်တယ်လောဒီရသဗျာဟောကြားတဲ့လက်ခံထားတဲ့ကျင့်စဉ်တွေကတော့သမထကျင့်စဉ်နဲ့ဝိပဿနာကျင့်စဉ်ပဲဖြစ်တယ်အဲ့ဒီကျင့်စဉ်တွေကိုကျင့်လို့တမန်ပုဂ္ဂိုလ်တွေထူခြားတဲ့အစွမ်းတကူတွေရတယ်ဒီလိုပဲမှတ်ရမှာနော်